င်တော့မင်းသားတွေပဲလိမ့်တာလေမင်းသမီးမလိမ့်ဘူးအဲ့တော့အဲ့အဲအမတယောက်ကပြောဖို့လဲပြောတော့အခုလည်းခင်ပါတဲ့ဒီနေ့ကလေအဲ့နဲ့သူကလည်းအာမင်းသားတွေပဲလိမ့်တာလေတဲ့ဘယ်လိုလို့တဲ့အဲ beauty look ပေါ့နော် main clay look ကိုလိမ့်နိုင်ပါလေတဲ့အဲ့လိုပြောတဲ့အချိန်မှာအဲစိတ်ထဲမှာပေါ့နော်အဲ့ချင်တော့စိတ်တူတဲ့သောတာထွက်တယ်ပေါ့နော်အဲ့အဲ့ဒီမခန့်ချင်စိတ်တီချောက်ပဲကဲငါမင်းသမီးကိုငါရအောင်လိမ့်ရမင်းသမီးမငါခိကဲမင်းသမီးတွေကိုငါလိမ့်နိုင်အောင်ပါနော် ုံးရခဲ့တယ်ပေါ့နော်အဲ့ဒီအာနဲ့ပဲကဲဘာပြောကြောအဲမတ်ထက်ကိုဆိုလို့ရှိရင်ကျော်လိမ့်မှုတယ်ခုလမ်းစုဆိုလို့ရှိရင်ကျော်လိမ့်ခဲ့ရတယ်ပြတဲ့ချိန်မှာ ethic ကတော့ဖြစ်နေတယ်ကွယ် make up look ကောပြကြရင် aware အစားကောပေါ့နော်ပြကြရိုက်ထားရဲ့ရိုက်ချက်တရားဟိုခင်နောက်ကြံခဲ့တာတော့မရှိဘူးရှင်ဟုတ်ကဲ့ရှင်ဟုတ်အဲတော်တော်ကြာပြီ 9နဲ့6နဲ့လောက်တော့ရှိပြီထင်တယ်ဒီကားလေးကဟုတ်အဲဟုတ်ကဲ့အဲ့အချိန်ကတော့ဒါကျော်ဒါ shooting like တဲ့အချိန်ကဒါစူးစမ်းနေတဲ့ကာလလို့ပြောလို့ရပါဘောတော့ဒါအခုလည်းစူးစမ်းနေတဲ့ကာလပါပဲဒါပေမဲ့ဟိုအခုလောက်လူတိမများသေးဘူးပြကြရင်အလုပ်တွေအခုလောက်မတွင်ကျဲသေးဘူးပေါ့ရှင်ဟုတ်ကဲ့ရှင်ဟုတ်ဒါပေမဲ့အဲဟောအခုကတော့ပို့ပြီးတော့အလုပ်ဖြစ်လာတာပေါ့ရှင်ဟုတ်အဲအဲ့ဒါကားချက်ပဲเนาะကျော်အမြဲတမ်းပြောရမလားလူတွေကဟိုလူကိုချစ်တာမဟုတ်ဘူးအလုပ်ကိုချစ်တာလို့အဲ့အချိန်တုန်းကကြပဲเนาะဒါကျော်ကကြပဲเนาะ ကအဲ့တော့မင်းသားကိုလိမ့်တာမင်းသားလိမ့်ရင်းနဲ့မှမင်းသားရဲ့ရှူတင်မှာနန်းစုမမေကနန်းစုနဲ့စုံတာပေါ့နော်ဆိုတော့ကိုကဖင်ပေါ့တဲ့အခါကျတော့အလုံးလုံးကဖင်ပေါ့တဲ့အခါကျတော့အဲ့ဒါနဲ့ရှူတင်မှာသဘောကျပြီးကြော်ရေးရှူတင်အဲလိမ့်မှုရှိတယ်ကြော်လိုက်ပေးမလားဆိုတာနဲ့လိုက်ဖြစ်တာပါရှင်ဟုတ်အဲ2000 2000ကအဲ့လိုမျိုးအဲ့ဒီကားရိုက်တော့နန်းစုကသူ6တော့ ထိထားတာဘလို့6လောက်ကောင်းကောင်းရက်လို့မရဘူးပြတဲ့ဘန်ကောက်မာတော့မှ6လောက်လောက်ဖြစ်သူသွေးသွားပြီးတော့ဆေးကုရတဲ့အချိန်လေးပေါ့နော်ဟိုအဲ့အချိန်မှာရိုက်ထားတဲ့ကားလေးရှင်းဟောက်အဲဘဝမှာကလေဟိုဘယ်လိုပြောရမလဲဟိုဒီအာကကျတော့ဒါဆက်စောပြောလဲကျွန်တော်တို့ရှူတင်လောကမှာကရှူတင်မှာကအဲ့ဒါနန်းစုအမေတွေ့ပြီးတော့ပဲပဲနော်ကျောက်ဟိုကကျတော့အဲ့လိုမျိုးဟိုလူကချိတ်ဆက်ဒီလူကအချိတ်ဆက်နေတော့ဘဝမှာအလုပ်တွေကိုအဲ့လိုမျိုး မလုပ်ဘူးကိုကိုစူးစားရက်လက်အားထုတ်မှုနေပဲကိုကနဲ့ကိုပဲပေါ့နော်ဟိုစင်တန်လာတာပေါ့နော်သွားသွားပြောလို့ပေါ့နော်ဘယ်သူရဲ့ recommend ကြဆိုပြီးတော့အလုပ်လုပ်ခဲ့ရတာမဟုတ်ဘူးပေါ့ကိုရဲ့စူးစားအားထုတ်မှုကိုမြင်ပြီးတော့အဓိကကြော်ပြောပါရဲတာအလုပ်လုပ်တာအလုပ်ကိုလူတွေကချစ်တာလူကိုချစ်တာမဟုတ်ဘူးလို့အဓိကကိုအလုပ်လုပ်တဲ့အပေါ်မှာအဲအဆုံးဖြတ်ပေးပေးသွားတာပါနော်ကိုအလုပ်ကိုဘယ်လောက်စူးစားလဲစူးစားသလောက်ဒါအရာထင်လာတယ်ဆိုတဲ့သဘောပါပဲရှင်ဟုတ် အဲ့ဒါကကြက်ပဲတော့ဒါအများကြီးဟိုဘယ်လိုရမလဲတချို့ခုနကဒါကတော့ဟိုအရှိတုံးကဆိုလို့ရှိရင်တော့ဒီ industry ကအဲ့လောက်ကြီးလဲမကျေပြန့်ဘူးအဲ့ဒီအတွက်ကိုဟိုဆရာတွေရှိမှသွားပြီးတော့ပညာသင်ဦးတယ်အဲ့အရင်ကခံပြီးရတဲ့တပည့်တွေကပြန်တော့လဲဆရာတွေကပို့ပြီးတော့ဦးစားပေးတယ်ပေါ့နော်အဲ့ဒီမှာတော့အတိုက်ခက်ကပါရှိတယ်ဆိုရင်ဒီဆရာတွေကြောက်မဟုတ်ပဲနဲ့ ဒီစကားပြောကြတော့ senior junior ရဲ့အတိုက်ခိုက်တွေကတော့ရှိတာပေါ့ရှင်ဟုတ်အဲ့တော့ဟိုအခုနောက်ပိုင်းဆိုရင်တော့အရန်ကိုဒါအာ social media ခကြီးကလည်းကျယ်ပြန့်လာတဲ့အပေါ်မှာဟိုသင်တန်းတွေကလည်းအများကြီးရှိလာတယ်အဲ့တော့ပတ်စံပေးပြီးတော့ထွက်လို့ရတဲ့အနေအထားဖြစ်လာတယ်ပေါ့နော်ဟုတ်အရင်ကဆိုလို့ရှိရင်ကျတော့ပတ်စံပေးတိုင်းလဲဟိုပတ်စံပေးတိုင်းလဲဒီပညာရက်တွေကသင်ယူလို့မရဘူးကွာအဲ့တော့ ဆရာတွေရှိမှာပဲဟိုတပည့်ခံအနုနာခံပြီးတော့ပေါ့သင်ကြရတာပေါ့နော်ဒါပေမဲ့အခုတော့ပိုင်းမှာတော့တအားတင်းတန်းနေလဲဖွင့်လာတယ်ပြီးသားလို့ရှိရင်ဟိုစူးစမ်းအထောက်မှုတို့ကလည်းပို့ပြီးအားကောင်းလာတယ်အရင်ကဆိုရင်ကဟိုဆရာရဲ့ recommend တို့ဥမာအဲဒီဆရာကိုသိတဲ့ customer ကမှဒီဆရာကနေတော့ခဲငါတပည့်ရှိတယ်သွားလိမ့်ဆိုရဲ recommend နေတက်ကြရတဲ့အရာတွေရှိတယ်အခုနောက်ပိုင်းအတက်မယ်တော့ social media ပေါ်မှာကိုဘလန့်ထီကျိုးစားအားထုတ်မှုရှိတယ်အဲ့ဒီအလျောက်က social ကနေသွားတယ်ကွာအဲကျွန်တော်ဆိုလို့ရှိရင်ပြောရမယ်ဆိုကျွန်တော် social တွေပဲကျွန်တော်အလုပ်တွေသွားတာပို့ပြီးတော့များတယ်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်ကိုယ့်ရဲ့ blog view တင်နေကိုယ့်ရဲ့ makeup နဲ့ပတ်သက်တဲ့ပေါ့နော်အကြောင်းအရာတွေကျွန်တော်ဥမာအဲ Facebook အရင်ဆိုရင် Facebook ဖြစ်စား Facebook ကနေမှ Facebook page အခုနောက်ပိုင်းဆိုရင် TikTok social media ဒီ ID ဖြစ်စီမှာဒီ social media ကိုအားမကိုးဘူးဆိုလို့ရှင်အလုံးအသုံးမချတတ်ဘူးဆိုလို့ရှင်သူများနောက်ကိုကျန်လာခဲ့မှာပဲအဲ့ဒါမှကြောနဲ့မင်းသားမင်းသမီးတွေကိုပဲကြည့်ပေါ့နော်အရင်ခေတ်ကဒီခါကအောင်မြင်ခဲ့တဲ့မင်းသမီးတွေမင်းသားတွေဓာတ်ထဲမှာပျောက်ထွက်သွားတာလေအများကြီးရှိတယ်ဗီဒီယိုခေတ်ကမင်းသားမင်းသမီးတွေပျောက်ထွက်သွားတဲ့သူတွေအများကြီးရှိတယ်ဘာဖြစ်လို့ပျောက်သွားတာလဲ social media ကိုကောင်းကောင်းအသုံးမပြုလို့ ွေးလည်းနိုင်မယ်ဟိုအဲမတက်လို့ရှိရင်တော့တင်ရတာပဲတင်ရတာပဲတချို့ကတော့ဗျတော့ social media ကိုဒါဟိုပေါ့နော်အဲ low profile နေတာကိုစိုက်တယ်ငါတို့ကတော့သိတယ်မလားအဲ့တော့ဒီ social media ကိုငါတို့အချက်ချင်းပြည့်ပြည့်သုံးရတာကိုသဘောမချဘူးဆိုပြီးသူတွေကပဲပြတ်ခတ်သွားတာပေါ့နော်အဲ့ဒီလိုမပြတ်ဖို့အတွက်ကစူးစမ်းမှုကကြတော့ကိုယ်လည်းပဲသက်ဆိုင်တာအဓိကကတော့အရာအလုံးကတော့ဟိုမိမိပါပဲဘယ်လိုလဲတော့ဘယ်သူကပဲရိုက်ချရိုက်ချ ဘယ်သူကပဲဆွဲတင်တယ်မတင်တယ်အဲ့ဒါကတော့ကိုပါပဲဟုတ်ကိုကိုရိုင်းအဲကိုကိုရိုင်းကျိုးစားမှာကိုလုံးမကိုရမယ်ဘဝတွေကတည်တယ်မလားနော်ဒါကတော့လူတိုင်းလူတိုင်းမှာကကျော်လို့ဆိုလို့ရှိရင်လည်းဒါကအခုဒီလောကမှာမှကြုံရတာမဟုတ်ဘူးငငယ်ကစိတ်ယုံလို့ပြည့်အချိန်လုံးမှာတော့ပါအဲစိတ်ယုံမှာကကိုကအဆဆအခုမှဝင်နေအဲအလုတ်ဆိုအဲအလုတ်ကမဆိုလို့ရ line ထဲမှာအဲဥမာ အထဲအတူတူချုပ်တယ်ဆိုတော့ point တစ်ခုကိုအတူတူနှစ်ယောက်ချုပ်ရတယ်ဆိုတော့မှကဲဒီမှာအမားပါလို့ရှိရင်ကို့အထဲမားတယ်ဆိုပြီးတော့ရှေ့လူကကို့ကိုတွန်းချတယ်ဒီလိုပဲပေါ့ဒီ makeup industry လောကမှာလည်းဆက်ဆံဝင်လာတဲ့အချိန်မှာတော့ထိုးခဲ့ကြတယ်ကြောဆိုရင်အဲစကားလုံးတစ်လုံးဆိုလို့ရကျော်အဲ့စကားကိုအသေးမှတ်ပြီးတော့ကျော်ကစူးစမ်းလိုက်တာပေါ့နော်။ဘာစကားလဲဆိုရင် တော့အရင်တော့မင်းသားတွေပဲလိမ့်တာလေမင်းသမီးမလိမ့်ဘူးအဲ့တော့အဲ့အဲအမတက်ကပြောဖို့လဲပြောတော့အခုလည်းခင်ပါတဲ့ဒီနေ့ကလေအဲ့နဲ့သူကလည်းအာမင်းသားတွေပဲလိမ့်တာလေတဲ့ဘယ်လိုလို့တဲ့အဲ beauty look ပေါ့နော် main clay look လိမ့်နိုင်ပါလေတဲ့အဲ့လိုပြောတဲ့အချိန်မှာအဲစိတ်ထဲမှာပေါ့နော်အဲ့ချင်တော့စိတ်တူတဲ့သောတာထွက်တယ်ပေါ့နော်အဲအဲ့ဒီမခန့်ချင်စိတ်ဒီကြောက်ရဲကဲငါမင်းသမီးကိုငါရအောင်လိမ့်ရမင်းသမီးမငါခိတဲ့မင်းသမီးတွေကိုငါလိမ့်နိုင်အောင်ပါနော် တူခဲ့တယ်ပေါ့နော်အဲ့ဒီအာနဲ့ပဲကဲဘာပြောကြောအဲမတ်ထက်ကိုဆိုလို့ရှိရင်ကျော်လိမ့်ခုကဲခုနန်းစုဆိုလို့ရှိရင်လည်းကျော်လိမ့်ခဲ့ရတယ်အဲဒါအဲ့မှာဆိုအောင်မင်းနဲ့မှာဆိုအာဆိုင်မှာဒီပြည်သူခင်တို့တွေလိမ့်ခုရဲ့ကွာတော်တော်များကွာမိမိတွေအဲအဲ့တော့အခုနောက်ပိုင်းကျပြန်တော့လဲဟာရှုတရလဲအတိုင်းတာတစ်ခုတည်းကကိုရီးယားလိုက်ပြီးွားပြီဆိုတဲ့အခါကျတော့ဟိုဘယ်လိုဆိုကျွန်တော်တို့ဒီရှုတင်လိုက်တဲ့မိတ်ကက်ဆရာကြီးကမချမ်းသာဘူး တကယ်မချမ်းသာတကယ်အပြင်ပွဲတွေလိမ့်ရမှာကျွန်တော်ကဝယ်နေနေပွဲကြီးတွေအလူအမာတွေအလူတွေအဲ့ဒီကိုလိမ့်ရမှာပတ်စံကချမ်းသာပတ်စံချမ်းသာပတ်စံများများရတာပေါ့နော်ဥပမာအဲကျွန်တော်တို့အခုဆိုလို့ရှိရင်ကျွန်တော်ဆိုသရိုးသမီးတယောက်ကိုနိုင်ပိုင်းနဲ့လိမ့်က၅ဒိန်းယူရဲဆိုရင် shooting ကြောညာတစ်ခုဆိုရင်တယောက်ထဲပုံမှာတနေပုံလိုက်မှာ၅ဒိန်း အဲဒီလိုကြီးကွာတယ်ကွာအဲ့တော့မင်းသားမင်းသမီးဆိုတာကပြပစုညတော့ပဲနားလည်အောင်ပြောပြရမယ်ဆိုလို့ရှိရင်တော့အယူရှင်းဆုံးနားလည်အောင်ပြောပြရမယ်ဆိုတော့တို့မင်းသားမင်းသမီးတွေကတက်မယ်နော်တို့ရဲ့ဟိုဘယ်လိုပြောမလဲ လေကားပုံစံမျိုးပဲကွာအဲ့လိုမျိုးကိုကအမိတစ်ခုယူရတာပေါ့နော်တက်ကြတာပေါ့နော်အဲ့လိုမျိုးဆိုအဲဒီကျတို့ဖြစ်တော့ဆိုရှူတင်နေလိုက်တယ်ရှူတင်လိုက်ပြီးမှအဲဘယ်မင်းသားမင်းမီးကိုလိမ့်တာဘယ်တို့ကျော်ဆိုလို့ချင်းခုနကပဲကြီးတဲ့လူတွေတွဲမြော်ဟာဘယ်ကြီးကိုလိမ့်တာအခုလိုက်တာဆိုရှယ်ခစ်မှာရအရင်တော့နန်းစိုးကိုကျတို့လိမ့်ခဲ့ခစ်တော့ဆိုဆိုရှယ်အဲ့လောက်ကြီးအာမကောင်ဘူးဟိုလူတွေကအဲ့လောက်ထိလဲဟိုဆိုရှယ်မီဒီယာမှာမဖြစ်ဘူး။ကျွန်တော်မကြည့်လို့လည်းအချိန်မှာက Facebook live တွေ social media တအားကိုခစ်ထားပြီး social media အဲဒီလို media တွေအများကြီးရှိလာတယ်ကျွန်တော်တို့အဲ့ shooting လိုက်တဲ့ကျွန်တော်တို့ shoot shooting လိုက်တဲ့အခါတော့ဒါ media အားလည်းအလောက်ကြီးမကောင်းသေးဘူး media အဲ့တော့ဆိုလည်းပဲ MC ရှိမယ်ဒီမှာ77ဆိုတော့ကိုတော့တော့ကျွန်တော်မှတ်မိတယ်အဲ့ဒီကာလတွေတော့အဲ့ဒီလောက်ပဲရှိတဲ့အခါကျတော့ကျွန်တော်ကတက်ပဲတော့လိတ်ပြီးတော့ပရိသတ်နဲ့ဟို connection အရင်မရှိဘူးပေါ့နော်အခုအနေထားကတက်ပဲတော့ ဒီခုနောက်ပိုင်းအကြပဲเนาะဒါ make artist ပဲဖြစ်ဖြစ်အာဒါပေါ့เนาะနာမည်ရှိတဲ့သူအောင်မြင်တဲ့သူတွေကိုဆိုတော့ media ကလည်းဒါအရေးပေးလာတယ်ပေါ့เนาะအဲ့ဒီအပေါ်မှာစူးစမ်းခွင့်နေအများကြီးရှိလာတယ်ဟိုပြည်သက်နဲ့ပေါ့เนาะထိတွေ့မှုအရန်ကောင်းလာတယ်ပေါ့เนาะအဲ့ဒီအတွက်ကိုကျွန်တော်ကလူသိပုံများလာတယ်ဒီလိုခစ်ကြီးမှာဟိုကနောက်ကြအောင်ကိုနေခဲ့မယ်ဆိုလို့ရှိရင်တော့ဘယ်သူတွန်းချာချာမတွန်းချာချာကိုယ့်လိုကိုယ်လူလူနဲ့ပြုတ်ကြပါဦးလား တရက်တရက်ကိုစဉ်းစားရတယ်ကိုတက်စဉ်းစားရတယ်ဗီဒီယိုအက်တစ်ဆက်တဲ့ဘိုင်းစဉ်းစားရတယ်ငါပေါက်ဖို့အတွက်ဗီဒီယိုမှာငါဘယ်လိုလေးပြောမလဲဘယ်လိုလေးဆိုမလဲဒီ make up look တစ်ခုကိုဟိုလူကြိုက်ဖို့အတွက်ကိုဟောနော်အဲတမန်ယူတာရေရိုးရှိရှိပဲသွားနေလို့ရှိရင်တော့အောင်မြင်ကအောင်မြင်နိုင်မယ်ဟိုဒီမှာဆယ်ရောက်မှတစ်ရောက်ပေါ့နော်ဒါပေမဲ့ကိုယ်လူမသိလို့ရှိရင်တော်တိုင်းလည်းမကြော်တယ်ကြော်တိုင်းလည်းမတော်ဘူးတဲ့အဲ့တဲ့အခါကျခု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  promo လုပ်ဖို့လည်းလိုတယ် ကိုဆိုတဲ့အိစာပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်အားကြောင့်မို့အဓိကမိမိနဲ့ပဲသက်ဆိုင်နေအဲပြကြလို့ရှိရင်ကျွန်တော်တို့ဒီအဲမင်းသားမင်းမီးဆိုတာကဒါတစ်ချိန်ကဆိုလို့ရှိရင်ဒါကျွန်တော်တို့အရင်က LGBT stress ဆိုလို့ရှိရင်ဒါအရေးပါအရာရောက်တယ်ပေါ့နော်အခုနောက်ပိုင်းကျပြန်တော့အရေးမပါတာလို့ပြောချင်တာမဟုတ်ဘူးနော်အခုနောက်ပိုင်းကျ social media အားအရေးကောင်းလာတဲ့ခါကျတော့ကို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 ဘယ်လိုမျိုးဖောက်ထွက်မလဲဖောက်မလဲဆိုတဲ့ဟာကပို့ပြီးတော့အရေးပါလာတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်